အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောင်ဖြစ်ပါတယ်2025ခုနှစ် AV လ28ရက်တနင်္လာနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အရှိတောင်တိုင်းရှစ်ဌာနချုပ်နယ်မြေကော့ဂရိတ်ကျုံလုံးမှာနှစ်ဖက်အကြအဆုံးများနေတာဖြစ်ပါတယ်ဆော့ဆာလုံးရဲ့အသေးသားကတော့အားလုံးသိကြပြီဖြစ်ပါလိမ့်မယ်သောဖို့ငွေတွေဆုံးရှုံးခဲ့ရတာအထက်အချိန်နဲ့အသက်တွေ ပေးစားခဲ့ရတာတော့တော်တော်နှမျောဖို့ကောင်းပါလေ။စာလုံးပေးတဲ့သင်ကားစာလို့ဆိုရမှာဖြစ်ပါလေ။ပြီးရင်ရပ်ပလက်ပေးတဲ့သင်ကားစာတွေပါလေ။မလာပါစေနဲ့လို့သာဆူတောင်းရအောင်ပါဖြစ်ပါလေ။မခွေးတိုင်းဗရန်တန်နဲ့နိုင်ရီကန်ကိုဇမန်နေ့ညကလေချောင်းတိုက်ခိုက်မှုရှိပါလေ။မြေပြင်ထိတွေ့မှုမရှိဘဲအတလွတ်ကြီးလာရောက်ပြစ်ခတ်သွားတာဖြစ်ပါလေ။မန်လီတိုင်းစပိတ်ချင်းတွင်းငယ်တဝိုက်ကိုလေချောင်းတိုက်ခိုက်မှုယနေ့မနေ့ပိုင်းမှာပြုလုပ်ထားပါလေ။လက်နဲ့ကြီးလဲမကြာခဏပြစ်ခတ်နေပါလေ ချက်ကောင်စီအားမိုးကုတ်ပဲချသည့်ထိုးဖောက်နိုင်မှုစူးစမ်းနေခြင်းဖြစ်ပါတယ်။ပြင်းဦးလွင်အုံဒီလန်ခွဲယနေ့နေခင်ချိတွေ့တိုက်ပွဲပြင်းထန်ပါတယ်။ဒေါ်ဖိုက်ဖေးလုံးရပ်ပတ်အနေထားဖြစ်နေပြီးလက်နေကြီးတွေနဲ့ပါပြောင်းထောင်ပြစ်ခတ်နေရပြီဖြစ်ပါတယ်။ပြင်းဦးလွင်တက်နေတဲ့ကအစင်နန်း၄စီဗန်ပွေးဘက်ကိုအ мян မောင်းနေသွားတာလည်းရှိပါတယ်။ဘကူတိုင်းတွေကဗရောင်းတက်နေတဲ့တွင်ပြောင်းနေပါတယ်။ညောင်ရိုးကနေဆင်းလာတဲ့ပူပေါင်းဖွဲ့တွေဟာရှော်ဘူးအနည်းရောက်ပြီး လုံးဝလှုပ်ရှားမှုမရှိတော့တာကိုတွေ့ရပါတယ်။ဂျမန်နေ့ကတော့မတုံဘဲအချမ်းမှာလက်နက်ကြီးပြစ်ခတ်မှုတွေရှိလာပါတယ်။စစ်ကောင်စီဘက်ကနေကြောက်လန့်တကြားပြစ်ခတ်မှုလား၊ရေပြင်ထိတွေ့မှုရှိလာလားဆိုတာကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။အုတ်ရှိပင်ရိုးဘော်ကိုစစ်ရင်တန်းနဲ့လူနာတင်ရင်တွေယနေ့နေ့လယ်မှာတက်သွားပါတယ်။မင်းလာအုတ်ဖို့လက်မန်းဘက်ကိုတိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းအများစုဟာစစ်သားသုံးပုံတစ်ပုံ၊ပြည်သူစစ်သုံးပုံတစ်ပုံ၊နေမြေကရွာသားသုံးပုံတစ်ပုံနဲ့စုဖွဲ့ထားတာဖြစ်ပါတယ်။ ။နန်ညေကတက်သပောက်တွေပါဝင်နေတာပေါ့အထူးသတိထားရမယ့်အခြေအနေဖြစ်ပါတယ်။ချမ်းမြောက်လာရှုအရှင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာစစ်ကောင်စီစစ်သားတွေတန်ရှင်းပြုလုပ်နေသေးတာဖြစ်ပြီးဒီနေ့ညညပထမတရားစံလေးတွေကြားနေရပါတယ်။စစ်ဌာနချုပ်ဝင်ထဲမှာကြောက်ကြောက်လန့်လန့်နဲ့နေကြရပြီးရဲစေးတင်တဲ့အနေနဲ့အမြဲတမ်းမူးနေကြပါတယ်။အယိုးစုတွေရှင်းရတာလဲမနေဘူးလို့သိရှိရပါတယ်။ဟုတ်တယ်လေဗျာ။ ခိတ်တိုင်တဲ့ငတိတွေကြအာရကေရှင်နေချင်းအပြက်စီးတွေကိုရှင်းနေရတဲ့အဖွဲ့အစည်းလဲတာမှမဟုတ်တာတရုတ်ကြီးကလည်းစိတ်အားမကိုရပါဘူးတကယ်ဆိုကိုကန်တွေတန်ရှင်းလုပ်ပေးပြီးမှဆုတ်ခွာရမယ်လို့ဘာကြောင့်မပြောပေးပါနဲ့မြင့်ကြီးလားမြင့်ဆုံဖြစ်စဉ်ကမြင့်ဆုံတဲ့မြို့သားမှာတိုက်ခိုက်မှုဖြစ်ခဲ့တာလို့သုံးသပ်ရမှာဖြစ်ပါတယ်မြင့်ဆုံဘက်ကိုနှစ်ကြိမ်ဆက်မနေတွားရောက်ခဲ့ဘူးပေမဲ့မစ်တီတီဖြစ်နေပါတယ်တန်ဖဲမှာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းစီဦးစီမှုဗိုလ်မှူးကြီးကျော်ကျော်ဦးနဲ့အဖွဲ့အခြေပြုတပ်ဆွဲထားဆဲဖြစ်ပါတယ်။ KIA ကချင်တော့မြောက်ရေးတက်မတော်တက်မဟာတရဲ့လှုပ်ရှားမှုကိုထိန်းချုပ်ဟန်တားရန်ဆိုရက်စီရေးစီမံချက်အကြောင်းပြကဦးရစောကောင်နဲ့ကချင်ပြည်နယ်ကိုအကျိုးပြုပေးပါတယ်ဆိုရက်လူကြီးလူကောင်းတွေရွှေတူးတာကိုလုံခြုံရေးယူပေးနေရခြင်းဖြစ်ပါတယ်။တန်ဖရဲဂိတ်ကိုတိုင်းစစ်ဌာနချုပ်ဦးစီရာရှိတွေသုံးပတ်တစ်ချိန်အနဲ့ကျလဲလှယ်ရတာဖြစ်ပြီးအရာရှိတွေကရာခိုင်တပ်ကြကြီးစီရေးတွေက သိန်းနှစ်သိန်းရလို့အထက်အောက်ရန်ဆောင်နေကြပေမဲ့ပြည်သူစစ်တွေကတော့ခွဲတန်းတပြားတစ်ချက်မှမရကြဘူးဖြစ်ပါတယ်။တံခရက်ဘက်သာမေ့နေတာကရိန်တော်ကတော့လုံးဝမမေ့ပါဘူး။ရောက်ဖူးသူတွေသိကြပါလိမ့်မယ်။ကရိန်တော်ဝင်ပေါက်မှာအရန်စာတဲ့စာသားကြီးရေးထားတာရှိပါတယ်။သိတဲ့သူရှိရင်မှတ်ပေးခဲ့ကြပါ။မက်ကော်နန်လို့ခေါ်တဲ့မြင်းကြီးနားကိုရောက်ရင်ရေဘာဗျူးနဲ့ဘန်ဘူးဖီးမှာအမြဲထိုင်နေရှိတယ်လို့ညာသေးမှာတားစီဆောင်ရတဲ့ကျဲဥကစော်ကိုလည်းလွှမ်းဆွမိပါသေးတယ်။မွန်ပြည်နယ် ိုက်သူပြင်းကလေးကုန်းကြီးပါချွေခဲရိုးလမ်းလုံးကိုယနေ့မနေ့ပိုင်းမှာလေကြောင်းကနေထပ်မံဘုံကျဲတိုက်ခိုက်သွားပြန်ပါတယ်အနောက်ဘက်စစ်မြေသားကိုတစ်ချက်ကြည့်ရအောင်ပါစစ်တွေခန်းစစ်ဟာဘာကြောင့်တောင့်တင်းနေပါသလဲမြို့တော်စစ်တွေဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်2000ခုနှစ်အထိရုံးဆိုင်ခဲ့တာဖြစ်ပြီး2003ခုနှစ်မှာအန်းတို့အပြေးပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မြို့တော်စစ်တွေမှာလက်ယုံတက်တွေအမ်းမာထက်များပြားနေတာဖြစ်ပါတယ်ပြီးတော့စစ်တွေဟာ 2020ခုနှစ်ကလေးကမြို့သိမ်းကြိုက်ပွဲပြုလုပ်လာနိုင်ရည်ရှိတယ်ဆိုတဲ့သတင်းကြောင့်နယ်မြေခံတိုင်ရင်ဌာနချုပ်တွေဟာကွန်ကရစ်နှစ်ထပ်ဘန်းကကိုကဲမှုဘန်းကမြေပြတ်ချင်းမိုင်းခွင်းညှောင်ချင်းတပ်ခွင်းတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ရခိုင်တပြည်လုံးကပြေးလာသမျှပြက်လာသမျှစိုက်ရင်အားတွေအားလုံးစုပြုံရောက်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်စစ်တွေဟာလာရှုလောက်ကိုင်းအန်းနဲ့ဗမော်တို့ထက်တာလုံးနဲ့ခံစစ်အင်အားရှိနေတာဖြစ်ပါတယ်။မြင်နေထားကလည်းကျိုးစုဖြစ်နေတာရဲ့ မြစ်ချောင်းတွေပေါများနေတာမို့ခံစစ်စင်သူဘက်ကအသာစီးရနေတယ်လို့ရှိနေပါတယ်။အာရခတတ်တော်မတိုက်မှမကူပါနဲ့တိုက်မှာပါ။တိုက်ရင်လဲရကိုရမှာပဲဖြစ်ပါတယ်။အဖိတ်စင်အနေဆုံးဖြစ်စေဖို့စီရေး view ဟာခင်းချင်းနေသေးတာရှိနေသေးတယ်လို့ယူဆရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်